တနင်္ဂနွေနေ့ဂျွန်လ73 1943ချစ်တော်ကစ်တီဖေဖေကကိုယ့်ရဲ့မွေးနေ့အတွက်ပေးတဲ့ကပြားကိုမင်းဖတ်ဖို့သိကောင်းနေဖေဖေကကပြားကိုဂျာမန်ဘာသာနဲ့ရေးလို့ရှိတဲ့အတိုင်းရေးထားတော့မာကော့တ်ကစေတနာဝန်ထမ်းဘာသာပြန်ပေးတယ်မာကော့တ်ပြန်လာကောင်းမကောင်းမင်းမဲဆုံးဖြတ်ပြီးတော့တနေ့အတွင်းအဖြစ်ပြက်တွေကိုအချင်းချုပ်သုံးသပ်ပြီးတဲ့နောက်ဟောဒီလိုရေးထားတယ်မင်းဟာ အငယ်ဆုံးပေမဲ့တကယ်တော့မငယ်လာတော့ဘူး။တို့ရရင်ဘဝဟူဒီမှာခက်ခဲကြမ်းတမ်းလာသည်။ကိုကိုကိုကြံထွင်လေ့လာစီလိုသည်။ကျွန်ုပ်တို့တွင် အတွေ့အကြုံများခဲ့ပြီ။ကိုထက်ကြီးသူများမှာထောက်ပစဉ်ရင့်တန်သည်ဟုသိရမည်။အသီးသည်တွင်ချွတ်ရင်းချက်ဟုသည် ရှိစမည်။ဝေဖန်ပြောဆိုရန်လဲလွယ်စမြေဆုံးမပဲ့ပြင်သောမိခင်ဖခင်နှင့်အတူသာရှိစေချင်သည် ပဲ့ပြင်ခြင်းဟုသည်တခါတည်းရန်ကိုယ်စိတ်နှင့်မတိုက်ဆိုင်ခါတီသောစေကိုမျိုးရတကဲ့သို့လဲဆိုနိုင်သို့သောအေးငိမ့်စီလိုလျင်ပဲ့ပြင်ခြင်းကိုခံရမည်သာပင်ကျမဝတ်ဆရာမရှိပြီအဖို့အစားတွေကြက်ကုန်ပြီကိုကြက်အင်ဂျီတွေစုပ်ကုန်ပြီနင်းဓာရီကိုပူတက်လာသည်အိုချစ်သမီးရဲ့ဖေဖေတော့ကများလာပြီတဲ့အစားအသောက်အကြောင်းတွေနဲ့ပတ်သက်ပြီး မာကော့ကကာယံမယူတက်လို့မပြန်ရတာတွေကလည်းရှိသေးတယ်။ဒါတွေကိုတော့ထားလိုက်ပါတော့။ကိုယ့်ရဲ့မွေးနေ့ကြပြကလေးကမကောင်းလား။တစ်ဖက်ကကိုယ့်ကိုစူပူချိန်မောင်းနေပြီမဲ့လက်ဆောင်ကောင်းကလေးပါလေးကိုတော့ရတာ။ကိုချစ်တတ်တဲ့တရိစ္ဆာန်လေးတွေအကြောင်းစာအုပ်တအုပ်ရဲ့ great နဲ့ယောမမဟာဝင်းစာအုပ်တွေကိုရလိုက်တယ်။တခြားလုံးကတော့နဲလာတယ်လို့ပြောလို့မဖြစ်တော့ဘူး။ အားလုံးကလည်းရှေ့စုမဲ့စုကျန်တာလေးတွေကိုဝိုင်းပေးကြတာပဲပုံနေရတဲ့မိသားစုတွေအနှက်မှာတော့ကိုဟာရတဲ့ရထိုက်တာတဲ့ပိုးပြီးဂုံပြုတ်ခံရတဲ့သူပါပဲမင်းရဲ့အန်နာအင်္ဂါနေ့ဇွန်လ15ရက်1943ချစ်တော်ကစ်တီအပြက်ပြက်တွေကတော့အများကြီးပဲဒါပေမဲ့စိတ်ဝင်စားစရာမကောင်းလာတဲ့ကိုယ်စကလုံးတွေကြောင့်မင်းမှာ ပြင်းနေမှာမို့ကိုစီကစာကိုခဏခဏမရတာပဲကောင်းတယ်လို့များမင်းထင်နေမလားဆိုပြီးမကြမကြတွေးမိတယ်။ဒါကြောင့်တထင်းအတူချုပ်ပဲပြီးတော့မယ်။ဥမာဖြစ်တဲ့ယောဂအတွက်မစတာဗော့ချင်ကိုမခွဲတော့ဘူးတဲ့။သူ့ကိုဆရာဝန်တွေက ခွဲလိုက်တဲ့အခါကျတော့ခွဲဖို့ခက်တဲ့ကင်ဆာယောဂဖြစ်နေတာကိုတွေ့ရတယ်တဲ့။ဒါနဲ့ပြန်ချုပ်ပေးပြီးအဲ့ရဲမှာသုံးပတ်နေခိုင်းနေ။အစားအသောက်တွေကောင်းကောင်းကျွေးတယ်။နောက်တော့ပြန်လွတ်လိုက်တာပါပဲ။ ကိုတော့သူ့ကိုတဲ့ပြီးတနာတာပဲနောက်ပြီးသူ့ကိုအားပေးရအောင်အပြင်ကမှမထွက်နိုင်တဲ့ကိုရုအဖြစ်ကိုလည်းတွေးမိပြီးစိတ်မကောင်းဘူးဒီမစ္စတာဗော့ဆင်ဟာကိုရုအပေါ်မှာအကောင်းဆုံးအကူအညီပေးခဲ့တဲ့အပြင်လုံခြုံရေးအတွက်အကြံပေးတဲ့သူလည်းဖြစ်ပါတယ်သူ့ကိုတွေ့မှတွေ့နိုင်မှာတော့မလားနောက်လာဆိုရင်ကိုရုရေဒီယိုကန်ရမယ့်အလှည့်ပဲမစ္စတာကိုဖစ်မှာ you with thing tare radio အသေးလေးတစ်လုံးရှိတယ် အဲ့ဒါကိုကိုရိုစီကဖီလစ်အစာသုံးဖို့ပေးထားမယ်တဲ့ဒီရေဒီယိုအသေးလေးကိုအပေါ်ထပ်မှာထားမယ်လေအပေါ်ထပ်ကပုံနေတဲ့ဂျူရီစီမှာလျှို့ဝှက်သိမ်းထားတဲ့ပတ်စံရှိတယ်လျှို့ဝှက်ပြီးလဲဝေချမ်းကြတယ်ထပြင်းအခုကိုရိုကလျှို့ဝှက်ရေဒီယိုကိုပါထပ်ပြီးအစစ်ရလိုက်အောင်မယ်ရေဒီယိုကြီးကိုတော့လူတိုင်းကလိုချင်ကြပြီတက်တိမွေးကြတယ်ပေါ့ အပြင်ဖက်ကသတင်းတွေကိုနားထောင်လို့သတင်းတွေကသိုးတစ်ထက်သိုးလာပြီးဆိုရင်ရေဒီယိုကအတန်ဟာကိုရုရဲ့စိတ်ထက်ကိုမြင့်တင်ပေးနေတယ်လို့ပါပဲ။ပိုကောင်းတဲ့အချိန်ကိုရောက်အောင်မပေါ်လို့အားပေးနေတယ်လို့ပါပဲ။မင်းရဲ့အန်နာတနင်္ဂနွေနေ့ဇူလိုင်လ17 1943ချစ်တော်ကီတီ အပြစ်ရှာပြီးရေရွတ်ကျိမ်းမောင်းနေတဲ့မိုးသီးမိုးပေါက်တွေဟာຫນွေဦးရဲ့လေယူကလေးထဲမှာဝေ့ပါသွားအောင် ကိုလည်းအားလုံးကိုကူညီဖို့ရင်းရင်းနေနေချစ်ချစ်ခင်ခင်ဖြစ်ဖို့နဲ့အရာရာတိုင်းမှာအဆင်ပြေစေဖို့ကိုတကယ်ကိုကြိုးစားနေတယ်။ကိုနဲ့အသွင်မတူတဲ့လူတွေအပေါ်မှာဒီလိုစံပြဖြစ်စေမဲ့အပြုအမူတွေနဲ့ဆက်ဆံရမှာကတော့အကြီးဆုံးအခက်ခဲပဲ။ဒါပေမဲ့ကိုထင်ရကိုဘယ်သူမှမထုတ်မညာပဲပြောတဲ့ကိုရဲ့အကျင့်အဟောင်းအစား သူတို့ကိုအလိုက်တဲ့အလျားတဲ့နေကြည့်တာကပိုကောင်းပါတယ်လို့ကိုပိုင်ဆုံးဖြတ်ထားတယ်။ဘယ်သူကမှတော့ကိုယ့်ရဲ့ထင်မြင်ချက်ကိုမေးတာအရေးထားတာရဲ့လို့မရှိပါဘူး။ဒါပေမဲ့ကိုကလည်းဒီလိုထိမ့်ထိမ့်သိမ့်သိမ့်နေတဲ့ကြားကလွတ်လွတ်ထွက်သွားတယ်။မတရားဘူးထင်တာကို အတင်းကျိတ်မိပြီးခံစားနေလို့မရဘူး။ဒီတော့ဘာဖြစ်တယ်လဲ။တလှလုံးလုံးဟော်ရီကပါပေါ်မှာအရှက်အကင်းဆုံးရှာအရှိဆုံးကောင်မလေးအကြောင်းကိုမဆုံးနိုင်အောင်စကားဖောင်ကြပါလေရော။ အဲ့ဒီတော့တခါတလေကိုမာရောမကြင်နဲ့စရာအကြောင်းရဲ့လို့မရှိရတော့ဘူးလားကိုကလည်းလက်ရည်တူလေးကျင်နေတာကိုရှော့လိုက်တယ်လက်ရည်တူကိုရှော့လိုက်ရတာကအကြောင်းနှစ်ကြောင်းရှိတယ်ပေါ့ပထမအကြောင်းကတင်ကျင်တဲ့တခြားဘာသာရက်တွေများလို့ဒုတိယအကြောင်းကတော့ကိုမျက်စိကြောင့်ပဲကိုရဲ့မျက်စိတွေကမွေးလာတယ်မျက်မှန်တက်တက်နေတာကြားပြီးဘလောက်များစည်းကွက်နဲ့တူလိုက်မလဲဒါပေမဲ့မြင်တည်တဲ့အတိုင်းပဲ ပုံးနေရတော့မှမျက်မှန်တက်ဖို့ဆိုတာကမဖြစ်နိုင်သေးဘူး။မနေ့ကအန်နာရဲ့မျက်စိအကြောင်းကိုလူတိုင်းကပြောနေကြတယ်။သူတို့မှတခြားပြောစရာအကြောင်းရဲ့လို့မရှိဘူး။ဘာဖြစ်လို့လဲဆိုတော့ကိုကိုမစတာကူဖစ်နဲ့တူမျက်စိကုဆရာဝန်စီ ပို့မလို့ဆိုတာကိုအပြင်ကိုထွက်ဖို့လမ်းမကိုထွက်ဖို့ဆိုတာလွဲတဲ့ကိစ္စမှမဟုတ်ပဲကိုကအကြောက်ကံညင်းတာပေါ့အဲ့ဒီလိုညင်းကြကံကြပေါ့လေသဘောတူညီချက်ကိုတော်တော်နဲ့မရနိုင်ကြဘူး မိရက်က ကိုနဲ့အတူလိုက်မယ်ဆိုပေမဲ့အခက်ခဲတွေအန်ရယ်တွေအားလုံးကိုတတိကြီးကြီးနဲ့စဉ်းစားရသေးတယ်။အဲ့ဒီအခိုက်အတန့်မှာပဲကိုဟာဘီရိုထဲကကိုရဲ့အညိုရောင်ကုတ်အင်ဂျီကိုသွားထုတ်ကြည့်တယ်။အင်ဂျီကကိုရဲ့ညီမအငယ်ဆုံးဖြစ်တဲ့အင်ဂျီလို့ထင်ရတော့အောင်ကိုသေးနေပြီ။ကိုအပြင်ထွက်ရေးကိစ္စဘလို့များဖြစ်လာမလဲလို့စောင့်နေတာပေါ့လေ။ဒါပေမဲ့ဒီအစီအစဉ်ဟာဖြစ်မှာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ ဗြိတိရှ်တပ်တွေကစစ်စလီကျွန်းပေါ်ကိုတက်နေကြပြီလို့ဖြဖြေကအဲ့ဒီအရေးကိစ္စကိုမျက်မျက်ပြီးသွားလိုက်မယ်လို့မျှော်လင့်နေလို့ပါပဲမာကော့နဲ့ကိုကိုအယ်လီကရုံးအလုပ်တွေအများကြီးလာခိုင်းနေဒီတော့ကိုရုကလည်းကိုကိုကိုတိတ်အရေးပါလာပြီလို့အထင်ရောက်နေတာပေါ့မီယက်ကရောတကယ်ကိုဝန်တင်နဲ့မြင်မာလေးကြာနေတာပဲ ကိုရိုစီကိုပစ္စည်းတွေအများကြီးအများကြီးယူယူလာတယ်။နေ့တိုင်းလိုလိုဟင်းသီးဟင်းရွက်တွေကိုသူ့ရဲ့ bicycle နဲ့တင်ပြီးယူလာပေးတယ်။ကိုရိုစာအုပ်တွေရောက်လာမယ်။စနေနေ့ကိုလည်းမျောရတာမဆုံးဘူး။လက်ဆောင်ကောင်းကိုစောင့်နေတဲ့ခလေးလေးတွေလိုပေါ့။ကိုရိုအတွက်စာအုပ်ဟာဘလောက်အထိတ်ပင်ရှိတယ်ဆိုတာကိုတာမန်လူတွေကမသိကြဘူး။စာဖတ်တာ၊စာတင်တာ၊ရေဒီယိုနားထောင်တာဟာကိုရိုအတွက်စိတ်ဖြည့်စရာအပျော်အပါပါပဲ။ မင်းရဲ့အန်နာအင်္ဂါနေ့ဇူလိုင်လ17 1943ချစ်တော်ကစ်တီမနေ့ကတော့ဖဖရဲ့ခွင့်ပြုချက်အရာကိုရုအခန်းထဲကစပွဲအသေးကလေးကိုညနေ၄နာရီကနေ၅နာရီခွဲအထိတစ်ဖက်ကိုနှစ်ချိန်အတုံးပြုတ်ခွင့်ပေးဖို့ဒူဆဲကိုကိုကတောင်းပန်နေအဲ့ဒီစပွဲမှာကိုဟာဒူဆဲအိတ်နေခိုင်မွန်းလွဲ၂နာရီခွဲကနေ လေးနာရီအထိနေ့စဉ်တည်းလိုထိုင်နေတတ်တယ်။ဒူးဆဲအဲ့ချိန်မှမဟုတ်ရင်အခန်းရောစပွဲရောကကို့အတွက်ကသုံးဖို့လမ်းမမြင်ဘူး။အတွင်းဖက်ကအများအတွက်ထားတဲ့အခန်းကြတော့လေဘယ်တော့မှအားရမရှိဘူး။နောက်ပြီးအဲ့ဒီကစာရေးစပွဲပေါ်မှာဖဖေကလည်းအလုပ်လုပ်နေတတ်တယ်လေ။ဒီတော့ကိုမြင့်တာရက်ခံချက်ဟာကျိုးចောင်းစီလျော်နေတော့ကိုကလည်းရည်ရင်ကြည်ကြည်ပဲတော့ပြောပါတယ်။ဒါပေမဲ့အင်မတန်ဉာဏ်ပညာဘဟု တုဒ္ဒနဲ့ပြည့်စုံတဲ့ဒုစဲကဘာပြန်ပြောတယ်ထင်တယ်လေဟစ်အင်းနဲ့ကဲခါရှင်ရှင်မေသူ့ရဲ့ဟစ်အင်းအတန်ကြတော့ဟုတ်ကမကျင်နဲ့ဘူးဒါနဲ့ဘာကြောင့်ဟစ်အင်းရတာလဲဆိုတော့ကိုမေးတော့သူ့အဖြေကကြားရတာကိုကတော့နားကွဲမတက်ပဲသူ့အဖြေကငါလည်းအလုပ်လုပ်တာပဲမွန်လွဲပိုင်းမှာမှအလုပ်မလုပ်နိုင်ရင်ငါအတွက်ကလုံးလုံးအချိန်မရှိတော့ဘူးငါအလုပ်တော်ဝင်တွေကိုပြည့်အောင်လုပ်ရမှာမလုပ်ရင်အစပြိုးထတာတွေကအလကားဖြစ်မှာပဲ။ ။နောက်ပြီးမင်းဟာကဘာမှလည်းရေရေရရလောက်တာမဟုတ်ဘူး။မင်းဖတ်နေတဲ့ဌာနယူတွေကရောဘလို့စာအုပ်မျိုးတွေလဲ။စာထိုးတာနဲ့စာဖတ်တာက တခုမှအလုပ်လို့မခေါ်နိုင်ဘူး။စပွဲကငါစပွဲပဲ။ငါစပွဲမှာငါနေရမှာပဲ။ကို့အဖြေကတော့ဒီမှာမစ္စတာဒူဆက်ကျမအလုပ်ကိုတည်တည်ချာချာလုပ်တယ်။နောက်ပြီးမိုးလွှဲပိုက်ကြရင်ကျမအလုပ်လုပ်စရာနေရာကိုမရှိဘူး။ ဒါကြောင့်ကျမမေတ္တာရက်ခံတာကိုတသက်ညာညာစဉ်းစားပေးဖို့ကျမတောင်းပန်ပါတယ်။ဒီစကလုံးများနဲ့အတူတချီခံလိုက်ရပြန်တဲ့အန်နာဟာအမတန်ဉာဏ်ပညာနဲ့ပြည့်စုံတဲ့ဆရာဝန်ကိုကြောခိုင်းလိုက်ခဲ့ပြီ။လုံလုံလျားလျားကိုလစ်လျူရှုလိုက်တာပါပဲ။ကိုဟာဒေါသအမြင့်ချောင်းချောင်းထွက်နေတယ်။ဒူစဲဟာစောက်စရာကောင်းလောက်ပါရိုင်းဆိုင်နေပြီမေ။ကိုဟာသူ့အပေါ်မှာအမတန်ရင်းနှီးတဲ့စိတ်မျိုးထားနိုင်ပါသေးလားလို့တွေးနေမိတယ်။ ညနေဖက်ကြတော့ဖေဖေနဲ့သွားဆုံမိတာနဲ့ဖြစ်ခဲ့တဲ့အကြောင်းတွေကိုပြန်ပြောပြပြီးဘာဆက်လုပ်ရင်ကောင်းမလဲဆိုတာကိုဆွေးနွေးကြည့်တယ်။ဘာဖြစ်လို့လဲဆိုတော့ကိုကအရှုံးမပေးနိုင်ဘူး။အပြည့်အပြည့်ရှင်းရှင်းလင်းလင်းလုပ်ချင်တယ်။ဖေဖေကဒီပြဿနာကို ကိုပဲလို့ဖြေရှင်းတင်တယ်ဆိုတာကိုပြောပြပြီးကိုရဲ့စိတ်ထူပူနေတဲ့အတွက်မနဲ့ပြန်ချမှဆက်ပြောရင်ကောင်းမယ်လို့တတိပေးတယ်။ဖေဖေတတိပေးတာကိုကိုကဘေးဖယ်ပြီးဒူဆဲလ်ကိုစောင့်နေလိုက်တယ်။ ဖေဖေကတော့ကိုရုနဲ့ကက်လျက်အခန်းမှာထိုင်နေလေ။ဒါကြောင့်ကိုကလည်းအားရတက်နေတယ်လေ။ဒါနဲ့ကိုကမတ်စတာဂျူဆယ်ပြဿနာကိုဆက်ဆွေးနွေးဖို့လမ်းမမြင်ဘူးလို့ရှင်းမြင်ချင်နဲ့မြင်မယ်။ဒါပေမဲ့ကျမကတော့ဆက်ဆွေးနွေးဖို့ပြောရမှာပဲလို့ပြောလိုက်တော့ဒူဆယ်ကချူချူပြုံးပြုံးလှုပ်နေပြီးပြဿနာကိုဆွေးနွေးဖို့ငါကချိန်မရွေးအမြဲတမ်းအဆင်သင့်ပါပဲ။ဒါပေမဲ့ပြဿနာကပြီးနေတဲ့ဥစ္စာတဲ့ပြန်ပြောတယ်။ ဒူဆဲကဂျားကဖြက်ဖြက်ပြီးပြောနေပေမဲ့ကိုကတော့ဆက်ပြောတာပဲရှင်ဒီကိုရောက်လာခါစတော့ကဒီအခန်းမှာ ကျမတို့နေရောက်နေဖို့ဆိုပြီးစီစဉ်ခဲ့တယ်ဒီတော့ဒီအခန်းကိုမြက်မြတ်တတနှစ်ယောက်အတွက်ခွဲဝေရင်ရှင်ကမနဲ့ပိုင်ပိုင်ပြီးကျမကတညနေလုံးပိုင်ရမယ်ဒါပေမဲ့တလောက်အများကြီးလဲကျမကမတောင်းပါဘူးမုံလွယ်ပိုက်အချိန်နှစ်ချိန်လောက်တောင်းတာကိုအင်မတန်ပြောကန်တစ်မြက်တယ်ကြိုးချောင်းစီလျော်တယ်လို့ကျမကထင်တယ် ဆိုပြီးကိုကပြောလိုက်တဲ့အခါဒူဆဲကသူ့ကိုတစုံတယောက်ကအနဲ့ထိုးလိုက်တယ်လို့ထောက်ကုန်ပြီးအခွင့်အရေးဆိုတဲ့စကားကိုဒီမှာလုံးလုံးပြောလို့မဖြစ်ဘူး။နင်းကဒီလိုအခွင့်အရေးစကားပြောနေရင်ငါကဘာမှသွန်းနေရမလဲ။ကဲပြောစမ်းပါဦး။မတ်စတာဖန်တန်းကိုငါအတွက်အပေါ်ဆုံးထက်မှခန်းချင်းကလေးစောက်ပေးဖို့ပြောရမယ်။အဲ့ဒီခါကျရင်ငါသွန်းနေမယ်။ဘယ်နေရာမှမှငါအလုပ်လုပ်လို့မဖြစ်ဘူး။မင်းနဲ့ဆိုရင်လူတိုင်းဒုက္ခရောက်တာပဲ။ မင်းထက်ပိုပြီးလိမ္မာရေးချရှိတဲ့မဂေါတ်ကသာငါစီမှာဒီလိုလားတောင်းပန်ရင်ငင်းเสียမှရှိဘူးဒါပေမဲ့မင်းကတော့ငင်းရမယ်တဲ့ဒါပေမဲ့မင်းကတော့စကားတော်ပြောလို့မပြတ်တဲ့ခလေးမမင်းလိုချင်တာကိုမရသမျှအင်မတန်ကိုကြိုးကြည့်ပြီးလူတစ်ဖက်သားကိုချောက်တွန်းရမှာလေဝိစားပဲဒီလိုခလေးမမျိုးကိုငါတော့တခါမှမတွေ့မိခဲ့သေးဘူးကဲထားပါလေအခုကိစ္စမှာတော့ မင်းရွေးချင်တဲ့လမ်းကိုငါကဖယ်ပေးဖို့ကြိုးစားပါမယ်။ဒီလိုမှမလုပ်ရင်တော်တော်ကြာ Anna Frank စာမေးပွဲကျတာငါကြောင့်။ဘာဖြစ်လို့လဲဆိုတော့စပွဲကို Master Dussel ကဖယ်မပေးလို့လို့ပြောစပတ်ကြီးဖြစ်နေအောင်ပဲတဲ့။ဒီလိုနဲ့ရှော့ပြောလာလိုက်တာစုံလို့ပေါ့လေ။ကိုကလည်းတော်တော်ကြီးကိုဒေါ်လာထွက်နေတာပဲ။သူ့ရဲ့လိမ့်လည်ချက်တွေနဲ့အတူမျက်နှာချက်ကိုတက်ပြီးကပ်နေအောင်သူ့ရဲ့မျက်နှာကိုစိတ်စိတ်ကြည့်ပြီးကိုကအတကုံကိုဟစ်အောင်ပြစ်ချင်စိတ်ကိုပေါက်လာတယ်။ ဒါပေမဲ့ကိုကိုကိုတတိထားတတိထားလို့ထိမ့်ချုပ်နေရတယ်။ဒီလိုလူစားမျိုးဟာအဖက်လွတ်ဖို့တောင်တန်တဲ့လူစားမျိုးမဟုတ်ဘူး။မစ္စတာဒူဆဲဟာအပြစ်တက်လက်ကြားရုံစိတ်ဆိုးတာနဲ့အောင်မြင်တာယုံထွေးနေတဲ့မျက်နှာပေးမျိုးနဲ့အခန်းထဲကထွက်သွားတယ်။ကိုကလည်းချက်ချင်းဖဖိစီလာပြီးဂျိုးအကြောင်းအစုံကိုပြောပြလိုက်တယ်။ဖဖိကဒူဆဲကိုဒီကိစ္စကိုပြောဖို့ဆုံးဖြတ်လိုက်ပြီလို့ပြောတာပါပဲ။တနာယီခွဲချိုချိုကြတယ်။ ပြောပုံဆိုပုံသဘောကတော့ဒီလိုနဲ့တူပါတယ်။ပထမအန်နာကိုစပွဲမှာထိုင်ခိုင်းတဲ့မတဲ့ပြောကြတယ်။ဖဖေကလူငယ်ရှေ့မှာလူကြီးကမမမိဖို့ဒီကိစ္စကိုအရင်တစ်ကြိမ်ပြောခဲ့စဉ်ကလေးကဒူဆဲဖက်ကသဘောတူခဲ့တယ်လို့ဖဖေကထင်တယ်။ဒူဆဲကတော့ကိုယ်စကားပြောတာကလွန်နေသူ့ကိုအယားယားလက်ဝကြီးအုပ်ချင်တဲ့ကျူးကျော်ရေးသမားအဖြစ်မျိုးအထိရောက်အောင်မပြောသင့်ဘူးလို့ထင်တယ်။ဒါပေမဲ့ဖဖေကလက်မခံဘူး။ဘာဖြစ်လို့လဲဆိုတော့ ကိုအဲ့ဒီလိုမျိုးစကားမျိုးကိုလေးတန်းတောင်မဟုတ်ခဲ့တာဖေဖေသိထားတာကိုဒီလိုနဲ့ပဲဖေဖေကကိုယ့်ဖက်ကကာကွယ်ဒူဆဲကလည်းသူ့ဖက်သူကာကွယ်နဲ့အကျိတ်အနေပြောတော့တာပေါ့လေနောက်ဆုံးတော့ဒူဆဲကရှော့ပေးလိုက်ရတယ်ကိုကလည်းရက်တတပတ်နှစ်ချိန်ချနဲ့ညနေ9နာရီအထိအနောက်ရှက်ကင်းကင်းနဲ့အလုတ်လုတ်ခွေရတာပဲဒူဆဲကမျက်စိမျက်နှာတွေပြက်ပြီးကိုယ့်ကိုနှရက်လုံးလုံးစကားမပြောဘူးနောက်ပြီး ၅နာရီက၅နာရီခွဲအထိစပွဲမှာထိုင်နေတော့ပဲဘလောက်များကြောက်စရာကောင်းမအောင်ခလေးဆန်နေတယ်လေအသက်54နှစ်တောင်ရှိနေပြီမေတလောက်စိတ်သဘောထားသေးသိမ့်နေတဲ့လူမျိုးဟာရှေ့မှာဘယ်မှမတွတ်တက်နေမှာမဟုတ်ဘူးမင်းရဲ့အန်နာတောက်ချာနေဇူလိုင်လ16ရက်1943ချစ်တော်ကစ်တီအခေါ်ကပြန်ပြီး ဒီတစ်ခါတော့တကယ်ပဲဒီနေ့မနေ့ခုနှစ်နာရီမှာပီတာဟာကုံလောင်ယုံကိုထုံးစံအတိုင်းသွားတော့ကုံလောင်ယုံတကားနဲ့လမ်းဖက်ကတကားဟာဟာစစ်စစ်ဖြစ်နေတာကိုတွေ့ရတယ်။ဒီတော့တီးတန့်ယုံခန့်ထဲမှာတကားပိတ်ပြီးဂျာမနီကအတန်လှန်တာတွေကိုနားထောင်နေတဲ့ဖိဖိကိုသွားပြောတယ်။နောက်ပြီးသူတို့နေရာအပေါ်ထက်ကိုတက်သွားကြတယ်။ဒီလိုအချိန်မျိုးအတွေ့အမြဲတမ်းထုတ်ထားတဲ့အမိတ်လေးရှိတယ်။မနေ့၈နာရီအတွင်းလောက်ဆေးရရှိတာအကုန်လောက်ထားရမယ်။ တိတ်တိတ်နေအဝတ်မလျှော်ရမျက်နှာမသိရခြေထံမကြားရအိမ်သာမသွားရကိုရတော့အိမ်မောချနေလို့ဓာရီကိုမသိလိုက်တာဝမ်းသာစရာပဲဆက်တနာကြီးခွဲချမ်းပါမစတာကိုဖစ်စီကကြားရတယ်တခိုးတွေဟာအပြင်ကတကားကိုဖွင့်ကုံလောင်ယုံထဲကိုဝင်ကြတယ်ဒါပေမဲ့ကုံလောင်ယုံထဲမှာခိုးစရာမတွေ့တော့တွေ့လို့တွေ့ညာဆိုပြီးအပေါ်ထက်ကိုတက်ကြရောတဲ့ဖလော်ရင်ငွေ40နဲ့ချက်စာအုပ်တွေထားတဲ့ငွေတက်တာနှလုံးနဲ့ တခြားကီလို150အတွက်ကိုပေါ်လက်မှတ်တွေကိုခိုးသွားတယ်တဲ့ဒီကောင်တွေဟာလွန်ခဲ့တဲ့ရက်သက်သက်ပတ်6ပတ်လောက်ကတခါ3ခုစလုံးကိုဖွင့်ဖို့စူးစမ်းနေတဲ့ကောင်တွေနဲ့တခိုင်းနေပဲဖြစ်ရမယ်လို့မစတာကိုဖစ်ကထင်နေအဲ့ဒီအချိန်တုန်းကမအောင်မြင်ခဲ့ဘူးဒီအကြောင်းဟာဆော့အုံတစ်ခုလုံးအုပ်အော်တောင်းနေဖြစ်လို့ပေါ့လေဒါပေမဲ့ဒီလိုသတင်းမျိုးတွေမှမရှိရင်လေ new web ခန်းဆောင်အဖို့ကတည်နေလို့မဖြစ်ဘူး ညနေတိုင်းအပေါ်ထက်ကိုတင်ထားတဲ့ကိုရိုးရဲ့လက်နက်ဆက်တွေနဲ့ငွေတွေပါမသွားတာကိုပဲဝမ်းသာလာပြီ။မင်းရဲ့အန်နာတနင်္လာနေ့ဇူလိုင်လ19 1943ချစ်တော်ကစ်တီတနင်္ဂနွေနေ့ကအန်စတာဒမ်မြို့မြောက်ပိုင်းကိုအကြီးအကျယ်ဘုံကျဲတယ်။အပြက်စီးကတော့ကြောက်စရာကောင်းတော့အောင်ရှိမဲလို့ထင်ရတယ်။လမ်းမကြီးတွေအားလုံးဟာဖြစ်စီးနေတာပဲ။ လူတွေကိုဖော်ထုတ်ဖို့မနှဲကြအောင်မယ်အခုအထီတော့တည်တဲ့သူနေရာနဲ့တန်ရာရတဲ့သူတွေကမရင်မထွက်နိုင်သေးဘူးစိတ်ယုံတွေလည်းပြစ်ချက်နေပြီမိခိုးတလူလူဝေးနေတဲ့အပြက်အစည်းတွေချမှာမိဖကိုတန်းတရှာဖွေနေတဲ့ခလေးတွေပျောက်ဆုံးတဲ့ခလေးတွေအကြောင်းကိုမင်းကြားရဲ့လားအဝေးစီမှာတုံ့လုံနေတဲ့အတန်ကြီးကိုပြန်ပြန်တွေးမိတိုင်းကိုကတော့ကြောချမ်းလာတယ် ိုတို့အတွက်လေနီးကပ်လာတဲ့အပြစ်အစီကိုပြနေတာပါပဲမင်းရဲ့အန်နာတောက်ကြနေဇူလိုင်လ23 1943ချစ်တော်ကစ်တီကိုတို့အားလုံးအပြင်ကိုတဖန်ပြန်ထွက်ခွင့်ရခဲ့လို့ရှိရင်ပထမဦးဆုံးဘာလို့ကျင်တယ်လဲဆိုတော့အသီးသီးရဲ့ဆန္ဒကိုစိတ်ပြေလက်ပြောက်အဖြစ်ပြောဆိုကြတာတွေကိုကိုပြောပြမယ် မာကော့နဲ့မစ္စတာဖန်ဒန်တို့ကရင်နွေးနဲ့နာယူဝက်လောက်ချအောင်ချိုးမယ်။မစ္စဖန်ဒန်ကတော့ခရင်ကိတ်မုတ်ကိုချက်ချင်းသွားဆောင်မယ်။ဒူဆဲကဆိုရင်ဘာမှမလိုချင်ဘူးတဲ့။သူ့မိမကိုပဲတွေ့ချင်လေတဲ့။မိမိကသူ့တောက်နေကြကော်ဖီဖဖေကပထမဦးဆုံးမစ္စတာဖောက်ဆန်စီကိုသွားတွေ့ချင်တယ်။ပီတာကတော့မြို့လေးကိုရှောက်လေပြီးရုပ်ရှင်သွားမယ်တဲ့။ ကိုကတော့ဘဲကနေစပြီးမလုပ်ချင်နေဆိုတာတော့ရွေးဖို့ခင်နေတယ်။ဒါပေမဲ့ကိုအလိုချင်ဆုံးကတော့ကိုတို့အိမ်ကိုပြန်ချင်နေကိုတို့လွတ်လွတ်လပ်လပ်သွားလာချင်နေတောင်းပြန်တက်ချင်တာပဲ။အဲဒီကကိုတို့အတွက်တက်တီးတချို့ကိုယူလာတယ်။ဈေးကတော့ကြီးလိုက်တာလွန်ရော။ဒါနဲ့တော့ညနေတိုင်းသတင်းစာထဲမှာမြတ်မြတ်တတရောက်မှာဈေးနှုန်းတွေ short ချပါဆိုတဲ့စာလုံးမဲကြီးတွေကိုတွေ့နေရသေးတယ်။မင်းရဲ့ Anna.